နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဂျပန်နိုင်ငံရဲ့ပထမဦးဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ်ဆာနာအီတာကန်ရှိကိုပါလီမန်ကက်ဘိနက်ဝန်ကြီးအဖွဲ့ကရွေးကောက်တင်မြှောက်လိုက်တဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ်။အသက်64နှစ်အရွယ်ဆာနာအီတာကန်ရှိဟာမနေ့ကအင်္ဂါနေ့မှာမင်းအပြတ်အသန်နဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါ။ဒီမိုကရက်တစ်အစိုးရ LGB ရဲ့ခေါင်းဆောင်အဖြစ်ဩဇာအချိန်အဝါကြီးမားတဲ့အောက်လွှတ်တော်မှာထောက်ခံမဲ238မဲ အထက်လွှတ်တော်မှာနောက်ထပ်ထောက်ခံမဲ125မဲရရှိခဲ့တာဖြစ်ပါတယ်။ဒီမိုကရက်တစ်အစိုးရပါတီ LDP ရဲ့ခေါင်းဆောင်အဖြစ်ဩဇာအရှိန်အဝါကြီးမားတဲ့ Liberal Outlet တော်မှာထောက်ခံမဲ238မဲအထက်လွှတ်တော်မှာနောက်ထပ်ထောက်ခံမဲ125မဲနဲ့အပြတ်အသတ်ကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။နေထိုင်မှုစရိတ်တွေမြင့်တက်လာနေမှုတွေပြည်သူလူထုအကြာ စိတ်ရှုပ်ထွေးမှုတွေရှိလာနေတဲ့ဂျပန်နိုင်ငံမှာစီးပွားရေးအရာစင်ခွန်မှုတွေကြုံတွေ့နေရတဲ့အချိန်မှာပဲပြင်းထန်တဲ့ရှေးဟိုဆေးဝါဒီတဦးဖြစ်တဲ့ဆာနာအီတာကန်ရှိကဝင်ကြီးချုပ်ရာထူးကိုလွှဲပြောင်းရယူခဲ့ရလေဖြစ်ပါတယ်။ဒါအပြင်ကမ္ဘာစီးပွားရေးစတုထအကြီးဆုံးနိုင်ငံကြီးဖြစ်တဲ့ဂျပန်နိုင်ငံဟာမရေရာမသေးချာမှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။လူထုထောက်ခံမှုယော်နေလာမှုနဲ့အရှုပ်တော်ပုံတွေကြောင့်သူ့အရင်ဝင်ကြီးချုပ်တွေရာထူးတက်တန်းကြကြမခံဘဲနဲ့ ဆာနာအီတာကင်ရှိဟာအခုပြီးခဲ့တဲ့9နှစ်တာကာလအတွင်းမှာတင်စတုထားမြောက်တင်းမြောက်ခန့်အပ်ခံခဲ့ရတဲ့ဝင်ကြီးချုပ်ဖြစ်လာခဲ့တာပါ။